ဒီနေ့ဖျက်ပြခြင်းတဲ့ဝတ္ထုတို့လေးကတော့မြောက်ရီမဂ္ဂဇင်းမှာပါရှိတယ်။စာရေးသူ တက္ကသိုလ်မောင်မြတ်တာရေးသားထားတဲ့မအေးကြီးအရွေးမှန်လေသည်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးပါရှင်။မအေးကြီးအရွေးမှန်လေသည်တခဲ့ပင်သူတို့အကြောင်းကိုတွေးမိလိုက်တိုင်းသွားပေါ်အောင်မပြောမိသေးရဲ့လို့မရှိခင်လေးလေးနက်နက်ပင်ပြောမိ၏။နောက်လေးလေးနက်နက်ပင် ခေါင်းကိုအတွေးဖြင့်ညှိနှိုင်းမိသည်ကြီးသာဖြစ်တော်သည်ဤကဲ့သို့ပြုံး၍ခေါင်းကိုညှိခဲမိသည်သာမဟုတ်သည် လူဟုသည်မှာအစမ်းသာပါကလားဟုလဲနှုတ်မှဖွဖွားရွတ်ဆိုလိုက်မိလေသည်သာနှုတ်မှထို့သို့ရွတ်ဆို၍နေရလေအောင်လဲကိုပါအေးကိုတင်မနှင့်မအေးကြီးတို့ကသူတို့တောင်းရောက်ထဲသောဇက်ကောင်ပါသည့်သူတို့ဤဇက်ထုပ်ကလေးကိုကပြ၍ ကျွန်တော်ရှိတွင်အတုံးတော်ခံသွားကြပါလေသည်တတ်ထောက်ကနည်းနည်းရရမဟုတ် အထက်ပါအတိုင်းဤတန်းစရာဖြစ်လေသောတတ်ထောက်ကလေးပင်ဖြစ်တော်သည်တုံးသောသူတို့တွင် ကိုတမသည်စိုက်ကားသမားဖြစ်၍မိမ့်မာရှိလေသည် ကိုပါအေးမာစိုက်ကားစရာဖြစ်၍အိမ်တော်နှင့်ဖြစ်လေသည် နောက်မှအေးကြီးမာကိုမောင်ကြီးဆိုသူဤဇနီးဖြစ်၍ကိုမောင်ကြီးကစိုက်ကားနင်းသူဖြစ်လေသည် ဤသို့အားဖြင့်သူတို့အားလုံးစိုက်ကားနှင့်သက်သွဲနေကြသည်ကိုတင်မောင်က အရက်တောက်၍ပြောတတ်ရှင်တတ်သည် ကိုပါအေးကနာမည်နှင့်လိုက်အောင်အေးသည်ဟုဆိုကြ၍ညတိုင်းညတိုင်းဩဃာတာဩဃာတာဟု အစချီသော သူဤဖျားရှိခိုးတန်ကပန်ဝင်းချင်းတို့ လွှဲမိုးလီတတ်သည်နတ်အေးကြီးကရိုရိုအေးအေးပင်ဖြီး၍လှသည်တော်ရုံအပြုတ်ပင်သူစင်းလိုက်ပြင်းလိုက်သည့်အခါ မိနေမည်မထင်သူတို့သည်တအိမ်ကိုသုံးဦးငှား၍အတူနေကြ၏ကိုပါအေးတို့လင်မယားက တောင်ပဲခမ်းမအေးကြီးတို့ဇနီးမောင်နှံကအလဲခမ်းနောက်ကိုတမောင်တို့ဆောင်ရွယ်ကမြောက်ဖက်ခမ်းဖြစ်သည်ဒီမှာဆိုသည်သူတို့အိမ်ကိုမှရွေ့ရွေ့ဝင်နေသည်ဟုထင်ရ၏တလအတွဲမှာပင်သူတို့သုံးခန်းမှတခန်းတယောက်စီတေကုန်ကြသည် ပထမ ကိုပါအေးဤစနီဒုတိယမအေးကြီးဤခင်ပေါ်တတိယကိုတမောင်ဤမိမဤသို့အစင်လိုက်ဖြစ်သည်ထူဆဲစွာထို့သို့ဘာဖြစ်မှန်းမသိပင်တေကုံကြသဖြင့်ပဝင်းချင်ယုံသူတို့ကြံရှိသူ၃ယောက်ကပါ အထိတ်တလန်ဖြစ်ကြသည်အိမ်ကများခိုက်လေသလိုဟု တွေးကြကုန်သည်တို့ရတွင် ကိုတမောင်ကအရက်ကိုဖိတောက်ရင်းဒီအိမ်မှာပဲနေသည်မအေးကြီးကမူ ရောက်ထင်တော်လဲလင်းသေးကျွေးပူဖြစ်တော်ကြောင့်အိတ်သိရှာရန်တဘောငွေမတင်နိုင်သေးသဖြင့်မပြောင်းနိုင်ကိုပါအေးကလည်းတွားလီသူခေါင်းချရာနေရမှုမပြောင်းလို့ထို့ကြောင့်တောင်းရောက်သာတအိမ်တည်းနေကြပြန်သည်ကိုတမောင်နှင့်ကိုပါအေးတို့ကတိုက်ကားနေ၍မအေးကြီးကအရင်နေ့ရှာကဈေးထွက်ရောင်းရင်းဝမ်းကိုကြောင်းကြသည်သူတို့အိမ်မှာလည်း၆တွေ့လျက်ရှိတော်သည် 3လခန့်ကြာခဲ့လေသည်ပဝင်းချင်းကသူတို့အိမ်အကြောင်းကိုပြောလာကြပြန်သည်သူရာတွင်ပထမကကဲ့သို့အိမ်ကခိုက်သည်ဟုသည့်အကြောင်းမဟုတ်တော့သူတို့သုံးဦး၏သုံးလုံးတင်အချစ်ဇလန်ဖြစ်နေလေသည်ကိုပါအေးကမက်အေးကြီးကိုကြိုက်၍ကိုတင်မောင်ကမက်အေးကြီးကိုချစ်သည့်ဇလန်ဖြစ်သည်ကိုပါအေးကကန်တူအကျိုးပေးခြင်းဖူးစာစုံကြရအောင်ဟုပြောလေသည်လို့ကိုတမောင်ကလည်း မောက်စိုးပေါ်နေမောက်စိုးမှာမြစ်တာမျှကြပါစို့ဟုဆိုလေသည်တို့ရတွင်မအေးကြီးကမူသူတို့နှစ်ဦးအားဤသူမျှအကြောင်းမပြန်ကျိုးရှိရှိနှင့်လမ်းရွေထားကအချိန်ယူစဉ်စားသည်မအေးကြီးစဉ်စားချက်သည် ကိုပါအေးဘက်သို့မဲပို၍တင်းနေသည် ကိုတမောင်ဤအယံမူလာသောမျက်နှာကို မြင်လိုက်ရ၍မဲတမဲလျှော့ပစ်လိုက်သည်လို့ကိုပါအေးကဩဃာတာဩဃာတာဟုသော ဖျားရှိဖို့တန်ကိုကြားတိုင်းမဲတမဲပီတမင်းကိုပါအေးဘက်သို့တင်းလိုက်နေတော်သည်နောက်တော့မဲအေးကြီးကယူစားရှိ ကိုပါအေးကိုပင်ယူပါမည်ဟုဖွင့်လေတော်သည် ကိုပါအေးနှင့်အတ္တိအလင်းတွဲလိုက်လေသည်ပန်ဝင်းကျင်ကမဲအေးကြီးအရွေးမှန်သည်ဟုဝိုင်း၍ချီးမွမ်းကြသည် ကိုပါအေးနှင့်မဲအေးကြီးတို့ကပျော်ရွှင်စွာ တွဲနေစဉ်၌ကိုတေမောင်ကပျော်ရွှင်စွာတောက်လေသည် ကိုပါအင်းနဲ့မအေးကြီးတို့ပူတွဲပူတွဲနေဒီမှာတောင်းလာလောက်ရှိလာခြင်းဖြစ်လေသည်ဒီနေ့တွင် ကိုတမောင်ကကျွန်တော်အားသူနဲ့လိုက်ခဲ့ပါဟုခေါ်လေသည်ကျွန်တော်မှလည်းအိမ်သားတွင်နေကခင်မင်းရင်းနှီးနေ၍သူ့စိုက်ကားကိုလည်းမကြာခဏစီးဘူးသဖြင့်မငင်းသာပင်လိုက်သွားမိသည် ကိုတမောင်စိုက်ကားသည်ရုံတရုံရှိတွင် ထိုးရလိုက်သည်ဟောကိုတမောင်ဘာလို့မလို့လဲခင်ဗျ ခမရဘာမှုဖြစ်နေလို့လဲကျွန်တော်ကိုအမခံခိုင်းရအောင်ခေါ်လာတာလားဟာမဟုတ်ပါဘူးကိုမြင့်သိရင်ကျွန်တော်လက်ထက်မလို့ပါတရားသူကြီးရှေ့မှာတက်ပြီးလက်မှတ်ထိုးမလို့လေခမရကိုအတိတ်သက်သည့်အဖြစ်နဲ့ခေါ်လာတာပါဟင်ဟုတ်လားဘယ်ရမိမ့်ပါလဲဗျာဟင်သဘောကားရလားလှရလားလိုက်တာလိုက်ခဲ့ပါဗျာကိုကြတော့တွေ့မှာပေါ့ကျွန်တော်မှာကိုတမောက်နောက်မှာလိုက်ကဂျုံပေါ်သို့တက်လာရသည် ကျွန်တော်အန်အားအသင်ကြီးတင်ရလေတော့သည်အเจ้าမှာကိုတမောင်းနဲ့လက်ထက်မဲ့သူမှာကိုပါအေးအားလက်ထက်ပါမည်ဟုပြောခဲ့လေသူမအေးကြည်ပင်ဖြစ်နေတော့ကြောင်းလေလက်ထက်ဒီကိစ္စပြီးသည့်နောက်ရုံးမှဆင်းလာကြသည်ကဲမအေးကြီးခမရတို့ဟာကဘလို့ဖြစ်ကြတာလဲကြော်တော့တရညတော့တရဖြစ်နေပါကလားဗျဟွန်းမရှင်းလို့လင်းစားပါအောင်ကျွန်တော်ဖြင့်တွေးလို့ကိုမရအောင်သူ့ကိုမေးကြည့်ပေါ့ရှင်မအေးကြီးက ကိုတမောင်အားမင်းငော့ပြရင်ကြည်လေသည်ဒီလိုဗျကိုတမောင်ကစကားကိုစလိုက်သည်အစတော့သူကိုပါအေးကိုပဲယူမဲလို့ဗျဒါပေမဲ့ကိုပါအေးရဲ့အယောင်ဆောင်ထားတဲ့ရုပ်လုံးကြီးကပေါ်လာလို့အဲအဲနိုင်ငံရေးစကားနဲ့ပြောရရင်မင်းသားခေါင်းဆောင်ထားတဲ့ဘလူးရုပ်ကပေါ်လာလို့ဗျဟဲဒါကြောင့်သူကျွန်တော်ကိုယူတာပေါ့ ဘလို့ဘလူးရုပ်ပေါ်လာတာလဲဗျလောက်ပါကိုပါအေးကအရက်မတောက်ဖဲညာတိုင်းဩဃာတာဩဃာတာနဲ့ဖျားရှိခိုးနေပေမဲ့မိမတော့တိတ်လိုက်စားတာကလားဗျယောဂါလည်းရနေတဲ့လေသူမိမသိရတာလေအဲ့ဒီယောဂါသူ့ဆရာကုလို့ဆိုပဲခုတော့သူလည်းဒီယောဂါကကြွထလာပြီနူးနေပြီရဲ့ဟင်ဟုတ်လားဟောက်ရုံတင်ဘဲကမလဲဗျစတက်ဖလစ်တွေထွက်လာပြီ နူသွားရကအခုမျက်လုံးတော့ကန်းနေပြီဆိုပဲအခုတော်တော်သူစိုက်ကားမထွက်တာမတွေ့ဘူးလားဗျအဲ့ဒါကြောင့်မအေးကြီးကလည်းလူညာကြီးအယောင်ဆောင်ကြီးလို့ဒေါပွားပြီးကျွန်တော်ကိုချက်ချင်းလက်ထိုက်လိုက်တာဗျကဲရှင်းပလားကျွန်တော်ကသူ့တို့ဇနီးမောင်နှံအားကြည်ရင်အော်အော်ဟုသာမိတန်းလိုက်မိသည်ကိုတင်မောင်နဲ့မအေးကြီးတို့လက်ထက်လိုက်ကြောင်းနဲ့ကိုပါအေးတယောက်နူသွားကြောင်းကို ပန်ဝဲကျင်ကကြားလေလေမက်အေးကြီးအရွေးမှန်သည်ဟု ဆိုကြပြန်လေသည်ကျွန်တော်မိတဲမှုလေသည်ကဩလူဟုသည်စမ်းစွာတကားဟု ဖြစ်လေသည်သူတို့အကြောင်းကို တွေးမိလိုက်တိုင်းမိတဲမှုလေသည်သာပါတက္ကသိုလ်မောင်မြတ်တာဒီနေရာမှာတော့ညရီမဂ္ဂဇင်းမှာပါရှိတဲ့တက္ကသိုလ်မောင်မြတ်တာရေးသားထားတဲ့ မအေးကြီးအရွေးမှန်လေသည်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်